ကျွန်တော်တို့အခုရောက်နေတဲ့နေရာကတော့ကနန်းကျရေတကွန်ပါကနန်းကျရေတကွန်ကမြန်ကျေးရွာရဲ့မြန်ကျေးရွာရဲ့အနောက်ဖက်မှာရှိပါတယ် အခုဆိုရင်ဒါလက်ကြရေတကုံကိုကျွန်တော်တို့သွားနေတဲ့အမှတ်တမ်းပါဒါရေတကုံကိုဆင်းနေတဲ့ဒါအဆင်းလန်းလေးပေါ့နော်အဲအခုဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါဆင်းနေတဲ့အဆင်းလန်းလေးပေါ့ကျွန်တော်တို့သွားနေပါပြီဒါလက်ကြရေတကုံဒါပထမအဆုံးစပြီးရောက်ဘူးတာပါလက်ကြရေတကုံကဘယ်မှာရှိလဲဆိုရင်ဂျွာငံမြို့ဂျွာငံမြို့နယ်ကနန်းကြလိတ်ကြလားကနန်းကြကနန်းကြရေတကုံပေါ့နော် ကနန်းကျရေတကွန်ရွမ်းကန်မြို့နယ်မြိုင်ကျေးရွာရဲ့အနောက်ဖက်ရှိပါတယ်ကျွန်တော်တို့မြေလန်းလေးအတိုင်းအာမြေလန်းလေးတိုင်းကျွန်တော်တို့၃မိုင်လောက်မောင်းလိုက်ရင်ကျွန်တော်တို့ဒီရောက်ပါတယ် ။ဒါကျွန်တော်တို့လည်းကာသမဘုရားမှာပထမဆုံးရောက်ဖူးတာဖြစ်တဲ့အတွက်ပေါ့နော်။ဒါအမတ်တရဒါလိုက်လာတာပါ။အဲလာပြီးဒါမှတ်တမ်းတင်အမတ်တရလေးမှတ်တမ်းရိုက်နေတာ။ဒါရှိရတော့ဒါကျွန်တော်နဲ့ဒူကနှစ်စီးလာကြတယ်ပေါ့နော်။ဒါကိုသူပါဒါ။ကားဆရာကိုသူပါ။ကျွန်တော်တို့အခုဒီကိုလာတဲ့အကြောင်းရင်းကတော့အာကျွန်တော်တို့မိမရဲတောင်မှာ ဖျားထီတင်ပွဲရှိပါတယ်အဲ့ဒီဖျားထီတင်ပွဲကိုကျွန်တော်တို့ဖိတ်ထားတဲ့အတွက်အဲ့ဒီဖျားထီတင်ပွဲကိုလာရင်းနဲ့ဒီကနန်းကြရေးတဲ့ဘုံမှာဝင်လေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရေးပြအိုင်ုံသွားမယ်ပြီးလို့ရှိရင်ဖျားထီတင်မယ် မိမရဲတောင်ကိုကျွန်တော်တို့သွားပြီးတော့အဲ့ဒီမှာညအိပ်ပါမယ်။ဟောဒါဆိုရင်ဒါဟာဟာဆလာမ။ဒါဆိုရင်ကျွန်တော်တို့ဒါပထမဆုံးစပြီးတော့အာဆင်းလာတော့ကလမ်းလေးတွေကဘေးမှာဘာမှမတွေ့ရဘူးသေးဘူးပေါ့နော်။အခုဆိုရင်ဒါဒါဘေးမှာဒီမှာကြောက်တောင်တွေဂူတွေပေါ့နော်။တွေ့နေရပါပြီဒီမှာကြောက်တောင်တွေဂူတွေဒါအတက်လမ်းလေးပါအဆင်းလမ်းလေးပါ။ ဟောကျွန်တော်ဒီဇိုင်းလေးဆင်းသွားမယ်ဟောဒီမှာပြင်များလေးတွေခင်းထားတယ်လမ်းလေးပေါ့အဲ့ဒီလမ်းလေးရရင်တဆင့်ကျွန်တော်တို့ဒါရှောက်သွားတာပါရှောက်သွားတယ်ဆိုရင်ဒါအိုးရှေ့မှာကျွန်တော်တို့ဒါရေတံလေးတွေစပြီးတက်တက်လေးတက်တက်လေးကြားနေရပါပြီရေတံလေးတွေတက်တက်လေးကြားနေရပါပြီ ဟာကျွန်တော်တို့ခုဒီတောင်ကြားတဲ့ကောရောက်လာတဲ့အခါကျတော့တိတိတသာဘာထူးခြားသွားလဲဆိုတော့အာကျွန်တော်ခုပြောနေရင်လည်းကိုပဲအေဂျင့်နဲ့အရသာလေးပေါ့စခံစားရတယ်ပေါ့နော်အဲရေတံလေးတွေလည်းစကြားရတယ်ပြီးတော့အေဂျင့်နဲ့အရသာလေးလည်းစပြီးခံစားရတယ်ပေါ့နော်ဘူဒတာကျွန်တော်တို့အေးလာပါပြီနည်းနည်းလေးမျိုးလိုကောင်းသွားပြီပေါ့နော်ဒါဆိုရင်ဒါပြရတာ ဂူလေးတွေပေါ့နော်ကြောက်ဂူလေးတွေပါဒါကျွန်တော်ဆင်းလာပြီဆင်းလာပြီကျွန်တော်ကဩရှေ့မှာရေတကွန်ရောက်ပါပြီဗျာကျွန်တော်တို့ပထမဆုံးအချိန်စပြီးရောက်ဘူးတဲ့ခဏန်းကြရေတကွန်ရောက်ပါပြီခဏန်းကြရေတကွန်ကြပါပြီဒါရှေ့မှာဆိုရင်ဒါကျွန်တော်တို့ဖော်တော်ဥပရာဟိတာက အဖွဲ့တွေဖြစ်ပါတယ်။ဒါကြီးဖော်နိုဥပရာဟိတကဥစဉ်နဲ့ចောင်းသူចောင်းသားလေးများဖြစ်ပါတယ်။ဒါကျွန်တော်တို့ဖျားထီးတင်ပွဲကိုကျွန်တော်တို့အဓိကလာရောက်တာဖြစ်ပါတယ်။ကျောင်းမှာဆိုရင်ရေတံလေးတွေကြာပြီတော့မှအမကြီးလေးတွေဟုတ်ပါအပေါ်ရယ်ပြီးတော့အမကမင်းမဟုတ်လို့လာပြီအခုစီစင်း เออเอามาขนไปแอดเนี่ยเออเอาไปเออเนยเดี๋ยวมาเลยนะมาเลยเลยเดี๋ยวตัวก็ทำตัวเออแกอารมณ์เจ็ดตัวเดี๋ยวมาเลยตัวเจ็ดไม่รู้เลย ခဏကြရေတကုံကိုလာလဲခြင်းလဲဆိုရင်ကျောင်းငံမြို့မှာရှိပါတယ်ကျောင်းငံမြို့ငံကြီးပါကျောင်းငံမြို့ရဲ့ကျောင်းငံမြို့မှာရှိတဲ့ကျောင်းငံမြို့ရဲ့အနီးမှာရှိတဲ့မြိုင်ကြီးပါเนาะမြိုင်ကြီးရရဲ့အနောက်ဖက်၃မိုင်လောက်မြင်းဒီလန်းလေးတိုင်းဆင်းလာလို့ရှင်ကျွန်တော်တို့ရောက်ပါတယ်ခဏကြရေတကုံအာမင်္ဂလာပါစဝရိခာမိုင်းစံခာ တဲ့ thank you ပါကျေးဇူးပါဒီနေရာလေးကိုလာလေဖို့အားလုံးဖိတ်ခေါ်ပါတယ် see you back အားလုံးမင်္ဂလာပေါင်းနေပြည့်စုံပါစေအစီလိုပိုက်ရှိကနာ